မြမဆေးဥစုအတွက်တီးသန့်ဒီဇိုင်းဆွဲထားတဲ့လေချောင်းကာကွယ်ရေးဆိုင်ရာဆက်လက်နက်ပစ္စည်းတွေကိုဘယ်လာရုစ်နိုင်ငံကစစ်ကောင်စီအတွက်ရောင်းချပေးနေကြောင်းအထောက်အထားတွေရရှိထားတယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်ပါတယ်။ဒါ့အပြင်ထုတ်လုပ်တဲ့ဆက်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့တင်နန်းပေးလေ့ကျင့်တာတွေကိုပါနိုင်ငံပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်လို့ဆိုပါတယ်။ပေါက်ကြားလာတဲ့လျှို့ဝှက်ပေးစာကိုကိုးကားပြီးတော့ ဖော်ပြထားတာလို့ JFM Justice for Myanmar အဖွဲ့ကဆိုပါတယ်နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုအထူးလိုလားနေတဲ့စစ်ကောင်စီအနေနဲ့ EAEU ဥရောပအာရှစီးပွားရေးတမကအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လဲကြိုးပမ်းနေကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် EAEU ရဲ့စီးပွားရေးတမကကပြုလုပ်တဲ့စီးပွားရေးဖိုရမ်ကိုဗိုလ်ချုပ်မေးအောင်နိုင်တဲ့စစ်ကောင်စီခေါင်းဆောင်တို့ချို့တက်ရောက်ခဲ့ကြပြီးအပြန်မှာအခုလိုပြောခဲ့တာဖြစ်ပါတယ် EAEU အဖွဲ့ဝင်နိုင်ငံတချို့နဲ့စာချုပ်တွေချုပ်ဆိုခဲ့တယ်လို့လည်းဆိုပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတကာရဲ့အတိမတ်ပြုမှုလုံးဝဆုံးရှုံးနေခဲ့ရကနေတရုတ်နဲ့ရုရှားအပြင်အခု Belarus နိုင်ငံကစစ်ကောင်စီကိုတတ်တရားမြောက်အတိမတ်ပြုလိုက်တာဖြစ်ပါတယ်။ Belarus နိုင်ငံဟာလည်းရုရှားနဲ့အထူးရင်းနှီးတဲ့နိုင်ငံဖြစ်ပြီးတော့ရုရှားရဲ့ချိတ်ဆက်ပေးမှုကြောင့်စစ်ကောင်စီအနေနဲ့ Belarus ရဲ့အတိမတ်ပြုမှုကိုရရှိလာတာဖြစ်ပါတယ်။ တရုတ်ကွန်မြူနတီပါတီဖိတ်ကြားမှုအရပိုးအမျိုးသားအဖွဲ့ချုပ် PNO ပါတီအတွင်းမှုတခွန်တန်းထုနဲ့ဘိုးကော်မတီဝင်တွေဖြစ်ကြတဲ့ခွန်ဆန်းဦးခွန်အောင်နိုင်ဆက်မျိုးလှတန်းတို့ဟာဒီကနေ့ဇွန်လ30ရက်နေ့မှာတရုတ်နိုင်ငံကိုထွက်ခွာသွားပါတယ်စစ်ကောင်စီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ဖို့မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေကိုတရုတ်ကဖိတ်ကြားနေတာဖြစ်ပါတယ်ဇွန်လ16ရက်နေ့တုန်းကလည်းကြက်ခန့်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီ မြမတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအပြင်ရွေးကောက်ပွဲကော်မရှင်ကလူတချို့ကိုပါတရုတ်ကဖိတ်ကြားခဲ့ပါတယ်။အဲဒီတုန်းကစုစုပေါင်းလူ16ယောက်ဟာတရုတ်နိုင်ငံကိုရှေ့ရကြာလေ့လာရေးခရီးသွားရောက်ခဲ့ကြပါတယ်။မြေရှားတူးဖော်တာကြောင့်ထိုင်းမြန်မာနယ်စပ်က Cock မြစ်ရဲ့အစိတ်အစ်နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဘက်မှာစစ်ကောင်စီနဲ့နေပြည်တော်မှာတွေ့ဆုံဆွေးနွေးဖို့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဌာနဘက်ကပညာရှင်တွေလွှတ်မယ်လို့ထိုင်းနိုင်ငံရဲ့ဝန်ကြီး Maris Sankian Phongsa က ူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်နေဇက်ကဝထိန်ချုပ်နယ်မြေတွေမှာမြေရှားတူဖော်မှုကြောင့်ထိုင်းနိုင်ငံချင်းရိုင်မျိုးက cock မြစ်ထဲမှာ arsenic အစိတ်ဓာတ်တွေစိတ်ဝင်နေပြီးတော့မြေရဲ့အစိတ်သက်နေတယ်လို့ဆိုပါတယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ထိုင်းအနေနဲ့စစ်ကောင်စီအပြင်တရုတ်နဲ့လည်းတွေ့ပြီးတော့သဘောတူညီချက်ရဖို့လုပ်နေတယ်လို့ Bangkok Post သတင်းဌာနကဖော်ပြထားပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဇွန်လ9ရက်နေ့ကချင်းမိုင်မြို့ကော့ခ်မြစ်ဘေးမှာနေထိုင်တဲ့ထိုင်းနိုင်ငံသားတွေထောင်ထဲချီစုဝေးပြီးတော့ တက်ထူရွင်းလုပ်ငန်းတွေရပ်တန့်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်ကော့တောင်းအချင်းထောင်မှာထောင်ကျနေတဲ့နိုင်ငံရေးအကျဉ်းသားဦးအေးလွင်ဟာကျမကြီးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာကြောင့်တိတ်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ထုတ်ပြန်ပါတယ်ဦးအေးလွင်ဟာဇွန်လ26ရက်နေ့ည9နာရီမှာတိတ်ဆုံးခဲ့တာပါသူနာမကျန်းဖြစ်နေတဲ့အချိန်အကျဉ်းထောင်ကနေနှစ်မိုင်ဆေးုံကို ပို့ခဲ့ပေမဲ့အချိန်မမီတော့ဘဲနဲ့တိတ်ဆုံးသွားတာလို့ဖော်ပြထားပါတယ်2025ခုနှစ်တလပိုင်းကနေဒီနေ့အထိစစ်ကောင်စီရဲ့အကျဉ်းထောင်တွေထဲမှာစေဝါဆောက်ရှောက်မှုမလုံလောက်လို့တိတ်ဆုံးရတဲ့နိုင်ငံရေးအကျဉ်းသားစုစုပေါင်း73ရောက်ရှိပြီလို့ PPNM ကဖော်ပြထားပါတယ် Let's not မြန်မာအထက်ကျုပ်စက်ယုံကစက်ယုံအလုံသမားတွေကိုညာလုံးပေါက်နှိပါအချိန်မျိုးစဉ်ကိုက်နေတဲ့အတွက်ကြောင့်စက်ယုံအလုံသမားတွေကမကြင်မနက်ဖြစ်နေကြပါတယ်။ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်ဝါတရာစက်ယုံစက်မှုဆောင်မှာရှိတဲ့ လက်စနတ်မြန်မာအထက်ချုပ်စက်ရုံကစက်ရုံအလုပ်သမားတွေကိုညတိုင်း7နာရီအထိအလုပ်စင်ခိုင်းတဲ့အပြင်စနေနေ့ဆိုလို့ရှိရင်မိုးလင်းပေါက်အချိန်ပိုဆင်းရတယ်လို့ဆိုပါတယ်တနင်္ဂနွေနေ့ကိုပါပိတ်ရမရပဲနဲ့အလုပ်စင်နေကြပြီးတော့စက်ရုံဘက်ကပြောတဲ့အတိုင်းမလုပ်ဘူးဆိုလို့ရှိရင် grade ကြီးဖြတ်မယ်လို့ချိတ်ချောက်နေပါတယ်အလုပ်သမားတွေရဲ့ပြောပြချက်တွေအရအချိန်ပိုဆင်းတဲ့အခါမှာ ကျွေးတဲ့ညစာဟာလည်းအဆင်မပြေတဲ့အပြင်မနေ့မိုးလင်းအိမ်ပြန်ဖို့အတွက်ကြိုးပို့ရင်နေဆင်ဆင်ပေးတာလည်းမရှိဘူးလို့ဆိုပါတယ်အချိန်မိုးပြီးတဲ့အခါမှာအိမ်နဲ့နီးလို့ပြန်မယ်ဆိုလို့ရှိရင်လည်းပြန်ခွင့်မပြုတဲ့အတွက်ကြောင့်အလုပ်သမားတွေဟာမနေ့စာကိုပါထပ်ဝယ်စားနေရပြီးတော့အချိန်မိုးကြီးဟာလည်းမနေ့စာဝယ်စားရတာနဲ့ကုန်တယ်လို့ဆိုပါတယ်ဒါအပြင်စက်ရုံအတွက်မှလည်းမူးလေတာမျိုးတွေခဏခဏဖြစ်နေပါတယ်အထက်စံချိန်မပြည့်တဲ့အခါမျိုးမှာ ဆက်ရုံကကြီးကြပ်ရင်မှုတချို့ပါအလုတ်ထုတ်ခံရတာတွေရှိပြီးတော့အလုတ်သမားတမကတွေကလည်းထိထိရရောက်အကူအညီပေးနိုင်တာမျိုးမရှိပါဘူးအလားတူပဲဝါတရားဆက်မှုစုံတွေက style and smart အထက်ကျုပ်ဆက်ရုံမှာဆိုလို့ရှိရင်လည်းဇွန်လတလလုံးနေပါအချိန်ပိုမိုးလင်းပေါက်ဆင်ခိုင်းနေတယ်လို့အလုတ်သမားတွေကပြောကြပါတယ်မြန်မာနိုင်ငံမှာတနေ့ကိုအလုတ်ချိန်၈နာရီတတ်မှတ်ထားပြီးတော့တပတ်ကို48နာရီသာလောက်ရမယ်လို့တတ်မှတ်ထားပါတယ်အချိန်ပိုအနေနဲ့လည်းတနေ့ကို၄နာရီသာလောက်ရမယ်လို့တတ်မှတ်ထားပြီးတော့ တပတ်မှာစုစုပေါင်း12နာရီထက်မကျော်ဘူးလဲအလုံသမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ဇွန်လ29ရက်နေ့ကစကိုင်းတိုင်းမုံရွာမြို့နယ်အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို short tight တုံး10လုံးနဲ့ပြစ်ခတ်တက်ခိုက်တာကြောင့်စစ်ကောင်စီဘက်က22ယောက်သေဆုံးတယ်လို့ Children Rocket Brothers ကမနေ့ကတုန်းကထုတ်ပြန်ထားပါတယ်။ short tight တုံးတွေထဲမှာနားမခါကိုပြစ်တာကြောင့်စခန်းရုံစီကိုရောင်တွေရိတ်ခါကိုရောင်တွေနဲ့ တခြားအဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါဗျ။တိစုံတဲ့သူတွေထဲမှာအများစုကစစ်ကောင်စီစစ်သားတွေပါ။အရာရှိ၄ယောက်အရာရှိဇနီး၂ယောက်နဲ့ကလေးငယ်၂ယောက်လည်းအဲ့ဒီတိုက်ခိုက်မှုကြောင့်တိစုံခဲ့တယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို CRB ကဥဆောင်ပြီးတော့နောက်ထပ်အဖွဲ့၃ဘွဲ့ကပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့ဆိုပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ဟင်းတာကြီးပြူကျေးရွာအပါဝင် စစ်ကောင်စီစခန်း၃ခုကိုတပြိုင်တည်းတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သား၁၀ရောက်ထဲမှနေတိုက်ဆုံခဲ့ပြီးတော့လက်နက်ခဲယမ်းတွေလည်းတိတ်ဆီးရရှိခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်တိုက်ခိုက်မှုကြောင့်ပကဖရဲဘော်၂ရောက်ကြာဆုံးခဲ့ပြီးတော့နောက်ထပ်၄ရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ဇွန်လ28ရက်နေ့မနေ့6နိုင်ခွဲအချိန်မှာဟင်္သာကြီးခြေရစကန်နဲ့စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်းတိုက်ခတ်ခဲ့တာဖြစ်ပြီးတော့ဖိုးနတ်တောင်စစ်ကောင်စီစခန်းကို drone နဲ့ဘုံးသီးတွေကျက်ချပြီးတော့တိုက်ခတ်ခဲ့တာလို့ဆိုပါတယ်ဟင်းသာကြီးရွာကပြူစောတီဘန်ဂါ၅ခုကိုတိမ့်ပတ်ရရှိခဲ့ပေမဲ့အနည်းမှရှိတဲ့စစ်ကောင်စီစခန်းကုန်းကိုဆက်လက်သိမ်းယူနေတဲ့အချိန်မှာကြောင်မြောင်းခမရ71ရွှေဘိုခလရ42တို့ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပြီးတော့စစ်ကောင်စီဘက်ကစစ်ကူတွေလည်းရောက်လာတာကြောင့်ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ် ဘကိုးတိုင်းတောင်ငူခရိုင်ဖြူမြို့နယ်ဝဲတော်ဝဲကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီကင်းစခန်းကိုဝင်ရောက်စီးနှင်းတိုက်ခတ်တာကြောင့်စစ်ကောင်စီတပ်သား၁၀ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ဖြူမြို့နယ်ပကဖကထုတ်ပြန်ထားပါတယ်။ဇွန်လ29ရက်မနေ့နှစ်နာရီအချိန်မှာဖြူမြို့နယ်ပကဖတိုက်ခတ်ရေးအဖွဲ့၃ ARD အမှတ်၃တပ်ရင်းနဲ့အာလာဝကစစ်ကြောင်းတို့ပူးပေါင်းပြီးတော့ဝင်ရောက်စီးနှင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကမနေ့နှစ်နာရီကနေပြီးတော့9နာရီအထိ9နာရီကြာခဲ့ပြီးတော့စစ်ကောင်စီဘက်က Jet Fighter နဲ့ ဘုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ဒေသခံပြည်သူတွေတိတ်ဆုံးမှုများပြားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာရန်ကုန်တိုင်းပကဖတက်ခတ်ရေးတပ်ဖွဲ့၃ကရဲဘော်ဘာဆိုင်ကိုစိုက်ညီညီလဲကြဆုံးခဲ့ပြီးတော့ရဲဘော်တယောက်လည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ချင်းတွင်းမြေကြောင်အတိုင်းတက်လာတဲ့စစ်ကောင်စီစစ်သည်မော်၃စီးကိုမုံရွာအခြေစိုက်မှာမိတ်ညင်အောင်နေစူပေါင်းပြီးတော့တက်ခတ်ခဲ့တယ်လို့ 5fighter crew ကထုတ်ပြန်ပါတယ် အဲ့ဒီလိုတိုက်ခိုက်ရမှာစစ်ကောင်စီစစ်သည်မောကပြန်လဲပြစ်ခတ်ပြီးတော့ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်သွားတယ်လို့လည်းဆိုပါတယ်စစ်ကောင်စီစစ်တပ်ကတအားတပ်မတော် TNL ထိ ंछ ုပ်ထားတဲ့အကြောင်းမဲမျိုးကိုတရက်အတွင်းမှာ jet fighter နဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။မနေ့ကစွန်လ29ရက်နေ့နေ့လယ်2နာရီခွဲအချိန်တောက်မှာစစ်ကောင်စီကကြောင်မဲမြို့ရက်ကွက်တွေကိုပေါင်250ဘုံနှလုံးကျက်ချတိုက်ခိုက်ခဲ့ပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသား၄ယောက်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။နေအိမ်ဆယ်လုံးထိမှန်ပျက်စီးခဲ့ပါတယ်လို့ PSLF TNL ကသတင်းထုတ်ပြန်ပါတယ်။မနေ့ည8:58မိနစ်မှာလဲစစ်ကောင်စီရဲ့လေတပ်ကကြောင်မဲမြို့ကိုနောက်ထပ်တစ်ကြိမ်ဘုံ၆လုံးထပ်ပြီးတော့ကျဲသွားတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်ဖြစ်ပွားတဲ့ထိခိုက်ဒိဆုံးမှုအခြေအနေအတိအကျတွေကိုတော့ TNL ကနေပြီးတော့ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။